သမီးဖြစ်သူကို idol လောက်ခွင့်ပေးမှာမဟုတ်တဲ့မင်းသမီးကြီးလီယောင်အိမြမပရိသတ်ကြီးကြားထဲမှာနန်တွင်းရတနာဇက်ကားနဲ့နာမည်ကျော်ရသူကတော့မင်းသမီးကြီးလီယောင်အေးပဲဖြစ်ပါတယ်။သူမကိုမြမပရိသတ်တတော်များကတော့ချန်ကင်ဆိုပြီးတော့တည်ကြပါတယ်။မင်းသမီးလီယောင်အေးကိုဇန်နဝါရီလ31ရက် 1990ခုနှစ်မှာမွေးဖွားခဲ့ပါတယ်။သူမက1990ခုနှစ်မှာမော်ဒန်နီနဲ့စတင်ပြီးတော့လုပ်ကင်ခဲ့ပါတယ်။အဲဒီကနေသူမရဲ့အနုပညာလမ်းကြောင်းကတဖြည်းဖြည်းအောင်မြင်လာပြီးတော့ကိုရီးယားရဲ့ထိပ်တန်းမင်းသမီးတလက်သားမက အနုပညာရှင်အမြင့်ဆုံးမင်းသမီးတလက်ပါဖြစ်စေခဲ့ပါတယ်။သူမရဲ့အထင်ကရဇလန်တွဲတပုတ်ဖြစ်တဲ့နန်ထွင်းရတနာဇလန်တွဲကိုတော့မြန်မာနိုင်ငံရဲ့ K drama fan တွေဆိုရင်တော့အကုန်သိကြမှာဖြစ်ပါတယ်။အဲဒီဇလန်တွဲဟာဆိုရင်တော့အရန်ဟိုနမဲကြီးအောင်မြင်ခဲ့ပြီးတော့လေယောင်အေးကိုလည်းထိတန်းမင်းသမီးတလက်ဖြစ်အောင်ပြုလုပ်ပေးခဲ့တဲ့ဇာတ်ကားလည်းဖြစ်ပါတယ်။မင်းသမီးလေယောင်အေးကအနုပညာလောကထဲမှာ အချိန်တော်ကြောင်ပျောက်ွယ်သွားခဲ့ပြီးတော့အခုမှပြန်ပေါ်လာတာလည်းဖြစ်ပါတယ်။လျောင်ရကလေးတွေကိုဂီယူဆိုင်ပေးနေရတာကြောင့်ပရိသတ်တွေနဲ့အချိန်ကြာကြီးဟိုအတူတူမရှိခဲ့သလိုအဆက်အသွယ်ပြတ်နေသလိုရှိနေကြအောင်လည်းဖွင့်ဟပြောဆိုခဲ့ပါတယ်။ဒါပေမဲ့လည်းလူမှုကွန်ရက်စာမျက်နှာကိုအမြဲအသုံးပြုပြီးတော့ပရိသတ်တွေကိုဆက်သွယ်လျက်ရှိရလို့လျောင်အရာဆိုပါတယ်။ဒီမှာနာမည်ကြီးအနုပညာရှင်တသက်မဟုတ်ပါဘူး။ချမ်းသာတဲ့တတိကတော်တယောက်လည်းဖြစ်ပါတယ်။လျောင်ရဲ့ခင်မုန်းဖြစ်သူကဒီမှာထက်အသက်20ပိုကြီးပြီးတော့ ချမ်းသာတဲ့သူအဖြစ်လူသိများပါတယ်။လီယောင်အီရဲ့ခင်မွန်းဖြစ်သူဂျွန်ဟိုယောင်က Recon Korea ရဲ့ဥက္ကဋ္ဌကြီးတယောက်ဖြစ်ပြီးတော့အဲဒီကုမ္ပဏီကစစ်တမ်းနဲ့ပတ်သက်တဲ့လက်ဆောင်ပစ္စည်းတွေထုတ်လုပ်တဲ့ကုမ္ပဏီဖြစ်ပါတယ်။မင်းမီလီယောင်အီကအမွာရင်သွေးလေးနှစ်ယောက်ဖြစ်တဲ့ဂျွန်ဆွန်ဘင်နဲ့ဂျွန်ဆွန်ဝန်တို့ကို2011ခုနှစ်တုန်းကဖွားမြင်ထားတာဖြစ်ပြီးတော့2018ခုနှစ်တုန်းက Alwin Show Over With My Internal အစီအစဉ်မှာရင်သွေးလေးတွေနဲ့အစီအစဉ်တစ်ခုရိုက်ခဲ့ပါသေးတယ်။တချို့လူတွေကမင်းသမီးလျောင်အရာခင်မွန်ဖြစ်သူကိုငွေကြောင်လက်ထက်ခဲ့ရလို့ပြောခဲ့ကြပြီးတော့အချက်မပါဘူးလို့ဆွဆွဲခဲ့ကြပေမဲ့လျောင်အေးရဲ့အချက်တွေကတော့စစ်မှန်ခဲ့ပါတယ်။မင်းသမီးလျောင်အေးကခင်မွန်ဖြစ်သူနဲ့လူမြင်ကွင်းတွေမှာရှောက်သွားလေးရှိပြီးတော့ဆယ်ကျော်သက်စုံတွဲရီလိုမျိုးအဲရိုတက်တဲ့သူဖြစ်ပါတယ်။စစ်မှန်တဲ့ချက်ချင်းတရားတွေနဲ့ လက်ရှိချိန်ထိဒွေးလက်ဒီခိုင်မြဲနေကြဆဲဖြစ်တဲ့တန်ဂိုရီယာမင်းသမီးလီယောင်အေးနဲ့သူမရဲ့အသက်80ကျော်အရွယ်ခင်ပွန်းတေရူက အခုထိပျော်ရွှင်စွာနဲ့ဘဝကိုဖျက်သန်းနေကြတာပဲဖြစ်ပြီးတော့ဇနီးဖြစ်သူရဲ့ဇလံတွင်းအသည့်ကိုအခုတွေကအားပေးလျက်ရှိရလို့သိရပါတယ်။အခုချိန်မှာလီယောင်အေးရအမွာကလေးနှစ်ဦးရဲ့မိခင်ဖြစ်တာကြောင့် YouTube Channel Season Boro ရဲ့ Talk Show မှာပါဝင်တဲ့အချိန်ကလေးတွေအကြောင်း ပြောပြခဲ့ပါတယ်။အစီအစဉ်တင်ဆက်သူ ရှင်တုံယောကလီယောင်အေးကိုကလေးတွေကိုစုငေါတဲ့အချိန်အခုလိုမျိုးအတန်နဲ့ပဲလာလို့မေးမြန်းခဲ့တာပါ။ရှောင်းဝင်းရသူ့ကိုအဲ့ဒီမိကုန်းတော်တော်မင်းကြတယ်။ ။ကလေးတွေနဲ့ဆိုရင်အသံမြင့်ပြီးတော့ပြောရတယ်။မိဘတွေအများစုကဒီလိုပဲမဟုတ်ဘူးလားလို့ပြန်ဖြေခဲ့တယ်။သူရဲ့အမွာကလေးတွေဖြစ်တဲ့သားနဲ့သမီးအသက်15နှစ်အကြောင်းကိုလည်းထုတ်ပြီးတော့ပြောခဲ့တယ်။သမီးဖြစ်သူကသူနဲ့တူပြီးတော့သားဖြစ်သူကခင်မုန်းဖြစ်သူနဲ့တူတယ်လို့ဆိုပါတယ်။ သမီးဖြစ်သူရဲ့ဝါသနာကတော့ Idori ကိုကြိုက်တာ ဖြစ်ပြီးတော့ဆိုတော့ဖြစ်ဖို့ audition တွေလုပ်နေတယ်။ဒီအတွက်သူခွင့်ပြုထားတယ်။သူ့ကိုလှုပ်ခွင့်မပေးရင်အမေเจ้าသူမလုံရအောင်လို့ပြောလိုက်မယ်လို့ရောင်အီကသူသမီးအကြောင်းထုတ်ပြောသွားခဲ့ပါတယ်။လက်ရှိမှာတော့လီယောင်အီကစတင်ဘာလ20ရက်နေ့ထွက်ရှိမဲ့ Walking on Thing X Resilient တွေမှာပါဝင်ထားပါတယ်။ဗီဒီယိုလေးအဆုံးထိလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးများ යි တင်ပါတယ်ရှင်။